ကြည့်ရှုနေကြတယ်နေနေရတဲ့ငွေကြီးအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီ channel လေးပါဘောနော်ဒါလေးက iwo computer bot channel လေးတခုဖြစ်ပါတယ်ဘောနော်ဒါလေးက computer အခြေခံတွေကိုလေ့လာခြင်းနဲ့ဟောရတဲ့ငွေကြီးတွေအတွက်ဘောနော်အခြေခံကနေပြီးတော့ကျွမ်းကျင်တဲ့အဆင့်ထိကိုလေ့လာလို့ရအောင်ဘောနော်ကိုကသင်တန်းတက်ဖို့တော့ခက်ခဲရှိတယ် ကိုမှအချိန်အားရင် YouTube ကနေလေ့လာနိုင်မှုဒီ YouTube channel လေးကိုလုတ်ပြီးတော့ဟောရီရသင်ခန်းစာတွေကိုရှင်းပြပေးခြင်းဖြစ်တယ်ဗောနော်အဒီပိုင်းလေးမှာဆိုလို့ရှိရင်တော့ကွန်ပျူတာအခြေခံနဲ့ပတ်သက်တဲ့နည်းလမ်းလေးတွေကိုပထမအဦးဆုံးကွန်ပျူတာ basic အနေနဲ့ဗောနော် basic 1အနေနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်ဗောနော်အဲ့တော့ကွန်ပျူတာတွေကိုဟိုကိုက ကလေးလာချင်းနဲ့သင်ယူချင်းနဲ့သင်တန်းမရှိပေမဲ့လည်းပူစရာမလိုတော့ဘူးအိုင်ဟောကွန်ပျူတာဖို့ရှိပြီပေါ့နော်အမေမြေတငယ်ချင်းတွေကိုလည်းဒီ channel လေးကို share လုပ်ပေးပေါ့နော်ကွန်ပျူတာနဲ့ပတ်သက်တာတွေကိုဒီမှာအခြေခံကနေပြီးတော့အစင်းမြင့်တဲ့ဒီလေးလာလို့ရမှာဖြစ်ပါတယ်ခင်ဗျာ Okay အဲ့ဒါကျွန်တော်တို့ကွန်ပျူတာအခြေခံကိုစရအောင်ပေါ့နော် Okay ဒီနေ့ကကွန်ပျူတာ basic 1ဆိုတဲ့အခြေခံလေးကိုအရင်ဆုံးရှင်းပြပေးမယ်ပေါ့နော် โอเคပါအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့သင်တန်းမှာဆိုရင်ကွန်ပျူတာအခြေခံနဲ့ပတ်သက်တဲ့နီလန်းလေးတွေရော Photoshop တွေ Video တွေ PDF တွေအဲနောက်ပြီးရှင် Microsoft Excel ဟောအဲပုံ Photoshop ဆိုတဲ့အဆင့်များတိအကုန်လုံးကိုအပြင်မှာသင်တန်းလေးရှိတယ်ပေါ့နော်လာပြီးတက်လို့ရတယ်ဒါတွေကကြတော့ပညာတရားအနေနဲ့ဒီ basic ကို1ကိုဒီနေ့ရှင်းပြပေးမယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ကွန်ပျူတာအခြေခံကိုလေးလာသိရှိမဲ့သူတွေအတွက်အတိအသင့်တိထိုက်တဲ့ဟာတွေကို basic 1လေးမှာ ြုလုပ်ထားပြီးတယ်ပေါ့နော်ရှင်းပြထားပြီးတယ်အဲ့တော့ကျွန်တော်တို့ကွန်ပျူတာဆိုတာဘာလဲပေါ့အဲကွန်ပျူတာရဲ့ definition ကွန်ပျူတာဆိုတာဘာလဲဆိုရင်ကျွန်တော်တို့ program တွေရေးသားနိုင်တဲ့ electronic စက်ပစ္စည်းကရိယာတစ်ခု ဖြစ်တယ်အဲ program ရေးသားနိုင်တဲ့ပေါ့နော် electronic စက်ပစ္စည်းကရိယာတစ်ခု ဖြစ်တယ်နောက်ပြီးလို့ရှိရင်ကွန်ပျူတာဟာဒီမိမိအသုံးပြုခြင်းနဲ့အဲအချက်လက်တွေကိုတင်ဆက်တယ်မိမိလိုချင်တဲ့ရလက်တွေကိုသူကလုံဆောင်ပေးတယ်ပေါ့ဒါကကြတော့ ွန်ပျူတာရဲ့ duration ပေါ့နော်ကွန်ပျူတာဆိုတာဘာလဲအဲကွန်ပျူတာဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့တာမန်လူအနေနဲ့မင်းမယ်ဒီကိုကကွန်ပျူတာသင်တန်းတက်တာလေဟာမင်းကွန်ပျူတာဆိုတာဘာလဲမေးတခါဆိုရင်ကိုကစာတွေ့ရှင်းပြလို့ရတယ်ပေါ့နော်ကွန်ပျူတာဆိုတာက program တွေ software တွေကိုရေးသားဖန်တီးနိုင်တဲ့ electronic စပစ္စည်းကိရိယာတစ်ခုဖြစ်ပါတယ်နောက်ပြောလို့ရှိရင်အဲရလက်ကောင်းတွေကိုပေးတယ်အဲကိုလိုချင်တဲ့ data တွေတပ်ပုံတွေဥမာကွာ ဥပမာပြောရလို့ရှိရင်သူကင်မရာနဲ့ဓာတ်ပုံရိုက်လိုက်တယ်ရိုက်လို့ရလာတဲ့ဓာတ်ပုံကိုကျွန်တော်တို့ကအာဒီတိုင်းကြီးဆိုမလှဘူးလေအဲ့တော့ကွန်ပျူတာမှာရှိတဲ့ပူလူရှော့နဲ့တေချာလေးပြုတ်ပြင်မှသာလေအဲ့ဒီပုံကလှတယ် အဲအဲ့လိုမျိုးရလက်ကောင်းနေပေးတယ်ဒါအယူရှင်းဆုံးအတိတ်ပဲပေါ့နော် demolition ဖွဲ့ဆိုချက်ဆိုလို့ရှင်ကွန်ပျူတာရဲ့ demolition ကွန်ပျူတာဆိုတာစက်ပစ္စည်းတစ်ခုပဲဖြစ်တယ် electronic စက်ပစ္စည်းတစ်ခုပဲရှိတယ်အဲဒါပြန်ဒီကွန်ပျူတာဘာကြီးလို့ဆောင်လို့ရလဲဆိုရင်ကိုလိုချင်တဲ့ data တွေကိုလိုချင်တဲ့ဟာတွေကိုကိုတင်ဆက်ထားလို့ရတယ်အဲနောက်တစ်ခုအနေနဲ့ကိုအတွက်ရလက်ကောင်းနေပေးတယ်အဒီစာတိုင်းသွားစရာမလိုဘူးနော်အခုဒီမှာရေးထားတဲ့ဒီစာတိုင်းသွားစရာမလိုဘူးနော်ကိုကသဘောတရားလေးကိုကိုကသိရင်ရပြီ ရှင်းပြလို့ရရပြီနော်တကယ်ကြီးမေးမယ်ကွန်ပျူတာဆိုတာဘာလဲကွန်ပျူတာဆိုတာက program တွေရေးသားတယ် software တွေရေးသားလို့ရတယ် electronic စပစ္စည်းတခုဖြစ်တယ်အဲနောက်တစ်ခုထပ်ပြီးရှင်းပြမယ်ဆိုရင်တို့တွေကိုရလက်ကောင်းတွေပေးတယ်ဘလို့ရလက်ကောင်းတွေပေးတယ်ဆိုရင်ဥပမာနည်းပြောရလို့ရှိရင်အဲကင်မရာနဲ့ဗီဒီယိုရိုက်တယ် ဗီဒီယိုကိုပြန်ဆက်တဲ့ခါကျရင်ကွန်ပျူတာနဲ့ပြန်ပြီးတော့စက်မှတ်တာနဲ့ professional ကြားတယ်အဲ့လိုသဘောမျိုးကိုကိုကရှင်းပြရင်အဲ့လောက်ဆိုရပြီ duration ဖွင့်မှာဆိုတော့အများကြီးပဲဒါပေမဲ့ဒီလောက်ဆိုရင်ရပြီဒါဆိုရင်ကွန်ပျူတာဆိုတာအတိတ်ပဲကဘာလဲဆိုတာကိုကွန်ပျူတာဆိုတာဘာလဲဆိုတဲ့ number basic 1ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်နောက်ခုကွန်ပျူတာသင်တန်းမျိုးစားကွန်ပျူတာသင်တန်းမျိုးစားမှာဆိုရင် အဲဒါတမန်ရေဘူးရအားဖြစ်ဆိုရင်နှစ်ခုပဲရှိတယ်ဆော့ဝဲသင်တန်းနဲ့ဟတ်ဝဲသင်တန်းဟတ်ဝဲသင်တန်းဆိုတာဘာလဲဆိုရင်အဲကွန်ပျူတာစက်ပစ္စည်းပိုင်းဆိုင်ရာဖြုတ်မဲ့တက်မဲ့စက်ပစ္စည်းပိုင်းပြုပြင်တဲ့သင်တန်းပေါ့အဲ့ဒီပုံမှာအသေးစိတ်ရှိသေးတယ် hard disk သင်တန်းလို့ run သင်တန်းအဲ site ပြပေါ့နော် power supply ပြင်လာတယ်ဒါရီရဆဒါကြတော့ဒီ hardware ဘိုင်းကိုသွားပြီးအဲတနည်းအားဖြင့်ပြောရလို့ရှိရင်ကင်တွယ်ထိတွေ့လို့ရတဲ့အရာတွေအားလုံးကို hardware သင်တန်းလို့ခေါ်တယ် အဲ့ဒါဒါစာတွေးပြောမယ်ဆိုရင်ဘာနော်ကဲနောက်တစ်ခု software သင်တန်းပါတယ် software သင်တန်းကကြတော့ကွန်ပျူတာမှာမြင်နေရတဲ့ software တွေကိုအသုံးပြုတဲ့နည်းလမ်းလေးတွေကိုရှင်းပြတဲ့သင်တန်းကို software သင်တန်းလို့ခေါ်တယ် ဟုတ်ပြီနော်အားလုံးနားလည်လိမ့်မယ်နော်အဲဆိုကွန်ပျူတာသင်တန်းမျိုးစားနှစ်မျိုးပဲရှိတယ် software သင်တန်းနဲ့ hardware သင်တန်းအဲနံပါတ်နှစ်ပေါ့နော်အဲဆိုကွန် software သင်တန်းမှာဆိုရင်နော်ဘာတွေပါလဲဆိုလို့ရှိရင်အဲကွန်ပျူတာတွေရဲ့ညနေပြေပေါ်မှာ software တွေကိုအခြေခံကနေပြီးတော့ဟိုမှာ photoshop ဆို photoshop သင်တန်းအဲ video ဒီဖက်တွေကို video ဒီဖက်သင်တန်းအဲ microsoft office excel ဟုတ်အဲဒါ office ဘိုင်းဆိုင်ရာဆိုရင် office ဖိုင်ဆိုင်အားတင်နိုင်အဲ့လိုမျိုးဖြစ်တိတ် software တင်နိုင်အောင်ဒါခြုံငုံလိုက်တာပေါ့နော် hardware ဆိုလဲ service ပိုင်းပြုပြင်လဲတင်နိုင်အဲ့လိုနှစ်ခုပဲဒါအခြေခံရအားလုံးသိထားရမယ်နော် computer software တင်နိုင်ကိုနားလည်လိမ့်မယ်အဲ့ဆို computer တင်နိုင်မျိုးစားဘယ်နှစ်ခုရှိလဲဆိုရင်နှစ်ခုပဲရှိပါတယ် software တင်နိုင်နဲ့ hardware တင်တယ်ဟုတ်ပြီနော် software တင်တယ်ဆိုတာက software ဒီအားလုံးကိုခြုံငုံပြီးပြောလိုက်တာ photoshop ဆိုတော့ photoshop တင်တယ်ပေါ့ဒါလည်း software တင်တယ်ပဲလေ video တစ်ဖက်တင်တယ် adobe premiere pro တင်တယ်အဲ after effect video designer တင်တယ်ဒါလည်း software တင်တယ်အဲအဲ့လိုမျိုးပြောလို့ရတယ်အဲ့ဆိုရင် computer အတင်းအမျိုးအစားဆိုရင်နှစ်ခုပဲရှိပါတယ် software တင်တာနဲ့ hardware တင်တာဒါအခြေခံနေနဲ့တို့တိထားတင်တဲ့အကြောင်းအရာလေးတွေကိုရှင်းပြပေးတာပေါ့နော် okay အဲ့ဆိုရင်နောက်တစ်ခုထပ်သွားမယ်နောက်တစ်ခုကဘာလဲဆိုရင် computer အမျိုးအစားများ ျွန်တော်ကဘာပေါ်မှာကွန်ပျူတာမျိုးစားတွေကတော့အများကြီးပဲရှိတယ်ရေးတွက်လို့မရဘူးကားမှာလည်းကားနဲ့ပတ်သက်တဲ့ကွန်ပျူတာတွေအဲဒါပေမဲ့ဒိုးတွေနဲ့အခုကွန်ပျူတာသင်တန်းသားတွေနဲ့ဒီနီးစပ်တဲ့ကွန်ပျူတာအမျိုးအစားကြတော့၃၄မျိုးပဲရှိတယ် ဟုတ်တယ်နော်နံပါတ်1က desktop computer နံပါတ်2က laptop computer နံပါတ်3ကကြတော့ notebook computer နံပါတ်4က smart computer ဒီ computer အမျိုးအစား၄မျိုးသားလीကျွန်တော် computer သင်တန်းသားတွေနဲ့အဲနီးစပ်တဲ့အမျိုးအစားပေါ့ကျန်တဲ့ဟာ computer အမျိုးအစားတွေကသိကြလည်းမလို့အများကြီးပဲကမ္ဘာပေါ်မှာ computer အမျိုးအစားတွေကအများကြီးပဲရှိတယ်ဒါပေမဲ့တို့တွေနဲ့နီးစပ်တာဆိုရင်အမှအင်္ဂလိပ်စကားလုံးတွေအင်္ဂလိပ်အသံထွက်တွေနားမလည်ဘူးဆိုရင်ဒီမှာကျွန်တော်ဒီမှာအင်္ဂလိပ်လို့ မြန်မာလိုတန်ထွက်တာပြီးတယ်နော် desktop computer အဲပြီးသွားလို့ရှိရင် laptop computer နောက်ပြီးလို့ရှိရင် notebook computer ပြီးသွားရင် smart computer ဒါဆိုရင် computer မျိုးစားဘယ်လိုမျိုးရှိလဲဆိုရင်လေးမျိုးပဲရှိတယ်အမျိုးစားတော့အများကြီးပဲနော်ဒါပေမဲ့တို့တွေနဲ့နီးစပ်တဲ့အမျိုးစားဘယ်လိုမျိုးလဲလေးမျိုးပဲရှိတယ် desktop computer laptop computer notebook computer smart computer โอเคပါဒါဆိုလို့ရှိရင်တော့အကိုက ကုမ္ပဏီတင်တဲ့ကုမ္ပဏီစတက်မယ်ကုမ္ပဏီအကြောင်းကကုမ္ပဏီစလီလာမယ်ဆိုရင်တော့ DB profile ကအရင်ကောင်းတယ်အခြေခံကနေပြီးတော့ကိုကတည်တည်ချာချာလေးတင်ယူရမှာဖြစ်တယ်ပေါ့နော်အဲ desktop computer ဆိုရင် desktop computer laptop computer notebook ဒါဆို computer မျိုးစာ၄မျိုးမခေါ်တော့ဆိုရင်အတန်အတွက်လေးရေးထားပြီးတယ်နော် desktop computer laptop computer notebook computer smart computer โอเคဒါဆိုရင်ကွန်ပျူတာမျိုးစားရဲ့၄မျိုးကိုခေါ်တက်လိုက်မယ်ကိုကမခေါ်တတ်သေးဘူးအတန်အတွက်တွေနားလဲဦးဆိုရင်တော့ထက်ကထက်ကကြည့်မော်ဆရာလည်းမေးကြတယ်ဆရာတဲ့ကွန်ပျူတာသင်တန်းတက်ဖို့တော့အင်္ဂလိပ်စကားပြောအင်္ဂလိပ်စာကျွမ်းကျင်မှရမလား တွန့်ကျင်လို့ပူကောင်းတာပေါ့နော်မရဘူးဆိုတဲ့ကိစ္စမရှိဘူးကိုယ့်အကူအားဆိုင်ပြီးတော့လေးလာဆရာတို့ရှင်းပြတာကိုအားဆိုင်ပြီးလေးလာရင်ကိုကရလိမ့်မယ်ပူစရာမလိုဘူးပေါ့နော်ဘာကြောင့်မြန်မာလူမျိုးရှင်းပြပေးတာလीမဟုတ်လားအဲ့တော့အဲဟို desktop ကနေဆလုံးမောင်ကြီးကကိုဘယ်သူမှလက်မမီကိုတိထားဖို့ဘယ်တို့ဖုန်းလေးတော်မှသုံးလို့မတက်ဘူးလားတက်တယ်နော်အဲဖုန်းလေးအောင်သုံးသုံးတက်တယ်ဆိုလို့ရှိရင်တော့ဒီကွန်ပျူတာလေးတူပဲသဘောတရားလေးနည်းနည်းလေးပဲกว่าပါလားပုံစံနဲ့ခက်စင်စေမယ်နော် အတူအကြတော့ဖုန်းကလက်နဲ့ပွတ်တာဓမ္မကြတော့ကီးဘုတ်ဒီမောက်ဒီနဲ့တုံးတာနည်းလေးတော့ကွာတာပေါ့နော်အေးဒါပါဒါကြတော့ဇာတဘောရှင်းပြပေးတယ်โอเคဒါဆိုနောက်ထပ်သင်ခန်းစာတစ်ခုဆက်လို့ဆက်သွားမယ်နော်အကဲခုနကနံပါတ်1မှာ desktop computer လို့ဆက်ရှင်းပြလိုက်တယ် desktop computer လို့ပြောလိုက်တာ ਨੇ ဘာဒီပါဝင်လဲအဲ့ဒါဆိုကြည့်မယ်နော် desktop computer ဆိုလို့ရှင်မှာဆိုရင်ပါဝင်တာကီးဘုတ် mouse monitor system unit အဲအဲ့လိုမျိုး လေးခုလုံးပေါင်းပါမောက်ဆိုတော့ဒီနားမှာမောက်နော်ဒါကိုမောက်လို့ခေါ်တယ်တွေ့ဘူးလားမောက်လေးလေးဇေတို့ဒီကင်နဲ့ကင်နဲ့မောက်လေးဟိုကြွက်လို့ပုံစံမျိုးလေးအမီလေးနဲ့လေးအဲအဲ့ဒါကိုကြတော့ mouse လို့အဲ keyboard keyboard ကကြတော့ဗာလဲဆိုလို့ရှိရင်ဒီအောက်မှာအပြားကြီးတွေ့ဇေတို့တွေ့ဘူးပါနော်တင်းတန်းတိုက်အောင်တွေ့လိမ့်မယ်ကွန်ပျူတာတွေကိုလက်ကွက်ရေးကျင့်တာလေအဲအဲ့ဒါကိုကြတော့ keyboard လို့ခေါ်တယ်လက်ကွက်ရေးတဲ့ဟာကို keyboard ကိုကမခေါ်တတ်သေးဘူးဆိုရင်ကိုကဒီမှာအတန်တွက်လေးလေးရေးတာပြီးတယ် ခက်ထက်ကထက်ကကိုကလီးကျင်းမှတာလေရမှာနော် ကီးဘုတ်ကီးဘုတ်အဲလိုမျိုးလီးကျင်းနော် mouse မမောက်ဆိုရင်ကြွကြွက်ကောင်းလေးကင်တာဟုတ် mouse mouse keyboard mouse နောက်ပြီး monitor monitor ဆိုတာက TV မဟုတ်ဘူးနော်ဒီလိုမှန်များဟိုကွန်ပျူတာလောကကိုကစိမ့်နေဆိုရင်တော့တော်တော်များများဒါကိုဘာလို့ခေါ်လဲဆိုရင် monitor ဒီ TV လို့ပဲခေါ်တယ်ဒီရအောင်တကယ်တမ်းကျတော့ TV မဟုတ်ဘူး monitor ဟုတ်ပြီနော်အားလုံးရလိုက်မယ်နော်မော်နီတာလို့ခေါ်တယ်နောက်ပြီး system unit ဒီပုံးကိုကြတော့တချို့ကြတော့ပုံးလို့ခေါ်တယ်ဗျာဒါသူကျွန်တော်ညီမကြီးသားတွေကအဲ့လိုခေါ်တာပုံးပေါ့ဒါပေမဲ့ဒါပုံးမဟုတ်ပါလေ system unit အဲ system unit ကိုခေါ်ပါတယ် okay အားဆိုရင်နားလည်လိမ့်မယ်နော် desktop computer လို့ခေါ်လိုက်တာနဲ့ဒီလေးခုလုံးပေါင်းမှတာလေဒီကောင်လဲကွန်ပျူတာမဟုတ်ဘူးမော်နီတာလဲကွန်ပျူတာမဟုတ်ဘူးမောက်လဲကွန်ပျူတာမဟုတ်ဘူးကီးဘုတ်လဲကွန်ပျူတာမဟုတ်ဘူးဒါလဲကွန်ပျူတာမဟုတ်ဘူးအားလုံးပေါင်းမှတာလင် desktop computer ဖြစ်တယ်။အဲဆိုနားလေလေးမယ်နော်။အဲဒီဒီမှန်ယူတွေ့တာနဲ့ computer လုံးမျိုးမထိုးအောင်နော်။အဲဆိုရင်မားတယ်။သူကားမှဆိုလဲကွာကားတစ်စီးလုံးမှာကားကြီးအကုန်လုံးပါမှသာလင်ကား။ ဟုတ်တယ်နော်အဲ့ဒီမှာဆိုရင်တို့ကဗာလဲလက်ကင်ဆိုလက်ကင်တို့မှာဂီယာဆိုဂီယာထိုးတာဟန်ဘရိတ်အဲစီယာတိုင်းအစားကြီးသူ့ရဲ့ခေါ်ဝင်နေမယ်တွေကအကုန်လုံးရှိပြီဒါပေမဲ့အားလုံးပေါင်းလိုက်မှအသာလင်ဂါအဲ့ဒီသဘောလို့ပါပဲဆရာတို့ဒီလေးခုလုံးပေါင်းလိုက်မှသာလင် desktop computer ဖြစ်ပါတယ်ဒီတစ်ခုတည်းကို computer လို့ခေါ်လို့မရအောင်เนาะသူ့ရဲ့ခေါ်ရှိတယ်အဲ့တော့ DTV ကိုကြာတော့ဘာလို့ခေါ်လဲဆိုရင် monitor လေ့ကျင့်ပါเนาะအားလုံးခေါ်မတက်သေးရင်လေ့ကျင့်เนาะဒီဟာကိုကြာတော့ဘာလို့ခေါ်လဲ keyboard ဒီဟာကိုကြာတော့ဘာလဲ keyboard ခေါ်တယ်เนาะ mouse mouse ကကြာတော့ဒီဟာအလုံးလေး mouse လို့ခေါ်တယ်ဟုတ်တယ်เนาะအားလုံးပဲရလိမ့်မယ်လို့ဘောเนาะအဲ့တော့ desktop computer မှာဘယ်နှခုပါလဲ၄ခု โอเคဒါဆိုနားလိုက်ပြီเนาะဆရာကြော်လိုက်မယ်เนาะအားလုံးနားမလဲသူတစ်ခါလဲလေ့ကျင့်เนาะကြည်เนาะကဲ mouse အဲလာပါပြီအဲ့ဒီမှာ mouse မှာကျွန်တော်ဒီ keyboard တို့ monitor တို့ကသိပြီးတော့ထွေထွေရှင်းပြစရာမလိုဘူးလေးလာရင်သိရင်လည်းကြည်ပါလို့ရဒါပေမဲ့ mouse mouse ကိုကတော့ရှင်းပြမှာရမယ်ဘာကြောင့်လဲဆိုတော့ mouse ရဲ့အခေါ်ကိုသိမှာရမယ်အခုဆရာရဲ့သင်တန်းသားလေးဆိုတော်တော်များများဟာ mouse မှာအခေါ်ကိုဟိုသူကကြောင်ပြန်နေခေါ်တယ်အဲ့တော့ဒီဘက်လေးမှာတေချာလေးနားထောင်ပါ mouse ကိုဘယ်လိုခေါ်လဲဆိုရင် mouse ကိုဒီဘက်က ညာဘက်ညာဘက်ကရှိတဲ့ဒီခလုတ်လေးကိုဘာလို့ခေါ်လဲ right click လို့ခေါ်တယ်ဘာလို့ခေါ်လဲဆိုရင် right click right click လက်ခလေပေါ့နော်မောက်ပေါ်ကိုလက်ခလေလေးတင်ပြီးတော့ right click ဒီဘက်က လက်ညိုလေးတင်ရတဲ့ဟာကြတော့ဘာလို့ခေါ်လဲဆိုရင် left click โอเคเนาะဆရာကိုကေမှာရှင်းပြပေးမယ် mouse မမောက်လက်ကင်လာတာနော် mouse ကိုဒါလေး mouse တေလို့ခေါ်တယ်နော်အဲ mouse ကိုလက်ကင်တဲ့သဘောဆက်ပြကျင်လို့ okay နော်အဲ့ဒါဒီ mouse လေးဒီအမ်ဒီမမောက်စတာမောက်ကိုကင်နေကင်တဲ့နေရာနေအောင်ဆက်ပုံမရှိသေးဘူးပုံဖြာပြီးမယ်နော်မောက်ဘလူးကင်လေးပေါ့ မော့စ်ကိုကင်နိုင်ရဲ့အဲ့လိုမျိုးနော်နင်းပုံမရှိဘူးပုံမရှိဘူးကဲမော့ကင်နေနီလေးကိုဆက်ချာလိုက်မယ်အဲအဲမှာမော့ကင်နာဟုတ်ပြီနော်အလုံးတွေ့လိမ့်မယ်နော်မောက်ကိုကင်တာဒါကလက်ညှိုးဘက်ဟိုကကြတော့လက်ကလေးဘက်ဒီဘက်ကကြတော့လက်မလေးဖိတယ် ဟုတ်တယ်မနော်ဒီလိုမျိုးလေးကင်ရတယ်မောက်ကင်တာဒီဘက်ကကြတော့လက်ခလေဒီဘက်ကလက်ညူဒီဘက်ကကြတော့လက်မဒီဘက်ကလက်နှလုံးလက်တန်းနဲ့လက်တွေ့ရဒီဘက်ကညှက်လိုက်ဒီလိုလေးညှက်လိုက်မောက်ကင်နော်ဟုတ်တယ်နော်အဲ့တော့ဒီအပေါ်ထိလည်းမကင်ဘူးဒီအောက်ထိလည်းမကင်ဘူးဒီနားမှာတချို့ကင်တာသင်္နန္ဒရီတော်မင်းများငပြင်းနေလောလောမောက်လေးတင်ထားတယ်အဲ့လိုမဟုတ်ဘူးနော်အဲ့တော့ဒီမှာဆိုရင်ဒီဘက်ကလက်ကလေတင်တဲ့ဘက်ကိုကြတော့ဘာလို့ခေါ်လို့ဆိုရင် right click ဒီဘက်ကလက်ညှိုးတင်တာကိုကြာတော့ဘာလို့ခေါ်လဲဆိုရင်လက်ကလေးဒီဘိန်းလေးကိုကြာတာရဟွီးလို့ခေါ်တယ်ဘိန်းဟွီးတနည်းအားဖြင့်စကိုးလို့လည်းခေါ်တယ်စကိုးဟွီးအဲလို့ခေါ်ကြတယ်ပေါ့နော်ကဲဆိုကြတော့ပြန်စမယ်သင်္ကန်းစာကိုပြန်သွားမယ်ဟုတ်ပြီနော်ဒီဘက်ကကြာတော့ဘာလဲ right ကလေးလက်ကလေးလေးတင်တာကို right ကလေးလက်ညှိုးတင်တာကိုကြာတော့ဘာလဲလက်ကလေးအလျားဘိန်းလေးကိုကြာတော့စကိုးလို့ခေါ်တယ်တနည်းအားဖြင့်ဟွီးစကိုးဟွီးလို့လည်းခေါ်တယ် okay အဲ့ဒါဆိုလို့ရှိရင် မောက်ကင်တဲ့နီးလေးရလိုက်မယ်လို့မျှော်လင့်နေပေါ့နော်လက်ကလေးတင်တာက right click လက်ညှိုးတင်တာကလက်ကလေးအဲ့ဒီမှာတင်တန်းသားလေးဆိုရင်ဟို right click နဲ့ left click ကိုသူတို့အခုမှစသုံးတာဆိုတော့တိုင်နေပတ်နေတယ်အဲ့ဒါလေးသတိထားနော်လေ့ကျင့်ပါဇာတ်တွေလေ့ကျင့်ခဲ့ရတာပေါ့နော်အဲ့တော့ left click တင်တာက right click လက်ညှိုးတင်တာက left click တို့ software တွေ program တွေကိုဖွင့်မယ်ဆိုရင်ဒီတပည့်ကလေးလို့ခေါ်တယ်သူက left click နဲ့ချက်ထောက်တာတတတဆို လက်ကလင်းတော့ software တွေပါလေဖွင့်မယ်ဆိုရင်လက်ကလင်းတော့ဥမာဆရာပြပေးမယ်နော်ဥမာဆရာကနေပြီးတော့ဘာလို့ဒီတက်ပုံလေးကိုဆရာဖွင့်ကျင်တယ်အဲ့ဒါလက် new လက်ကလင်းလေးနှစ်ချက်ထောက်လိုက် တက်တက်တက်ဆိုအဲ့ဒါဆိုပွင့်သွားတယ်ဟုတ်ပြီနော်ပြန်ပိတ်ကျင်တယ်ဆိုရင်ဒီဘက်မှာချက်ချစ်ကလေးရှိတယ်ချက်ချစ်ကလေးကိုနှိပ်လိုက်အဲ့ဒါဆိုပိတ်ပါဒါနော်ပြန်ဖွင့်မယ်ဆိုရင်တက်တက်တက်လက်ကလင်းနှစ်ချက်ထောက်လိုက်ဒါကိုဘာလို့ခေါ်လဲဆိုရင် double ကလေးပိတ်မယ်ဆိုရင်နော်ဒါလေးကိုနှိပ်လိုက် လက်ကလစ်ထောက်လိုက်ပိတ်ပါတယ်နားလိုက်မယ်နော်ဒါကဘာလဲတပိတ်ကလစ်လက်ကလစ်နဲ့ချက်ထောက်လိုက်တပိတ်ကလစ်လက်ကလစ်ကိုတက်တက်ထောက်လိုက်နှစ်ချက်ထောက်တယ်တပိတ်ကလစ်โอเคနားလိုက်လေးမယ်နော်ဒါဆိုလို့ရှိရင်ဆရာတို့ right click လက်ကလစ်ကိုနားလေတပည့်ကလစ်မောက်မှာခေါ်လေးခုရှိတယ် right click လက်ကလစ်အလျားပိန်လေးကစကိုဝီစကိုလို့လည်းခေါ်တယ်နော်ဝီနောက်ပြီးတပည့်ကလစ်တပည့်ကလစ်ဆိုတာနှစ်ချက်ထောက်တာ software ဒီ program တွေကိုထောက်ကျင်တဲ့ຢာတွေကိုထောက်ဖွင့်ကျင်တယ်ဆိုရင် debit click ထောက်တယ်ဒါဟောကြတော့ debit click လို့ခေါ်တယ်အဲဒါဆိုနားလည်လိမ့်မယ်နော်အခေါ်ခေါ်၄ခုရှိရယ်နော်အားလုံးသိလိမ့်မယ်နော်ဆရာကရှင်းပြနေရယ်နော် right click left click debit click နောက်ပြီး score 4ခုရှိတယ်မောက်မှာခေါ်4ခုရှိတယ် okay ဒါဆိုလို့ရှင်ဆရာတို့ desktop computer ရဲ့သဘောတရားလေးရမယ်နော် okay ကီးဘုတ်ကြောင်းကီးဘုတ်ကြောင်းတော့ set program မရှင်းပြသေးဘူးနောက်မှတည်တန်းအနေနဲ့ကီးဘုတ်လေ့ကျင့်တဲ့ဒီဘယ်လိုလေ့ကျင့်လဲဆိုတာကိုဆရာရှင်းပြပေးမယ်ဟုတ်ပြီနော်အဲဆိုရင်ဆရာတို့မောက်အကြောင်းကိုတည်ပါပြီဒါဆိုဆရာနည်းနည်းကြော်လိုက်မယ် monitor monitor အကြောင်းကိုနောက်မှရှင်းပြမယ်အဲ့ဒီမှာ monitor monitor တော့ဒီ screen မှာ monitor အဲ့ဒါကိုဆရာနောက်ရှင်းပြပေးမယ်နော်အဲ့တော့ဆရာတို့ system unit ကိုသွားမယ်ပုံးထဲမှာပါတယ်ပါဝင်လဲโอเค ဟုတ်ပြီနော်အဲဆိုရင်ဒီပန်လေးမှာ system unity ကိုဆက်လို့သွားမယ် system unit မှာဘာတွေပါဝင်လဲဆိုရင်ဘယ်ဟာတွေလဲဆိုရင်မှာပြောပြမယ်အချက်၈ခုအဲ့ဒီ system unit ဆက်လို့ဒီ computer မှာပါဝင်တဲ့စသစ်စီပိုင်းဆိုင်ရာကိုဖွဲ့စည်းထားတာ system unit မှာ အချက်၈ခုရှိတယ်ဒါကိုလည်းကိုကသိနေရမယ်နော်သိရမယ်ဆိုဘာကြောင့်သိရမယ်ဆရာပြောလဲဆိုရင်ကိုက computer လောကကိုဥပမာဆောက်ရောက်တာ computer သင်တန်းကိုတတ်တယ် computer ကိုနားလေဆရာဗမင်းနဲ့ computer ကို YouTube ကနေကြည့်ပြီးသင်တယ်ဆိုလို့ရှိရင်တော့ သိထားရမယ်။ဘာတွေလဲဆိုနံပါတ်1ဆက်ပြမယ်။သွား power supply power supply နံပါတ်1ကဘာလဲ power supply နံပါတ်2ကကြတော့မာတာဘုတ်နံပါတ်3ကကြတော့ ram မာမူလီနံပါတ်4ကကြတော့ cpu processor ဒီမှာသင်တန်းသားတွေခေါ်တာတအားခက်တယ်အဲ့ဒါကွာလေ့ကျင့်ခေါ်နော် processor အ video graphic card vga hard disk add ssd cd dvd device system unit ဆိုတဲ့ဘုံ โอเค power supply ဆိုတဲ့ပုံလေးရဒီမှာဘယ်နှခုလဲပြန်ပြောမပြန်ပြောမယ်အားလုံး light ဆိုရမယ်နော်အားလုံး light ဆိုရမယ်ကိုယ်လေးကျင့်ရမယ်ဒါပြီးစင်အောင်မကြုံနဲ့လေးကျင့်ဟုတ်နော် number 1ပါလဲ power supply number 2က mother board ညီမလူလဲတန်ထွက်ရည်တာပြီးတယ်နော်တေချာလေးနားလဲဘူးနော်နောက်ပြီး ram မမလူအချက်၈ချက်ကိုစလုံးမောမရရင်တော့မကူကခေါ်တတ်နေရမယ်အဲ့တော့ power supply mother board ram မမလူ cpu processor video graphic card bg hdd ssd c device system unit ဒီလိုမျိုးကို drone တွေရနိုင်ရမယ် okay ဒါဆိုလို့ရှိရင်တို့က power supply ဆိုတာဘာလဲဆိုတော့သိမှရမယ်เนาะ okay ဆက်ပြပေးမယ်ပုံလေးပြပေးမယ် power supply ပုံဒါလေးပါဒါလေးက power supply မာတာဘုတ်ပုံကဒီမှာမာတာဘုတ်ပုံဒါမာတာဘုတ် ram မမူလီကဒီမှာเนาะသိရမယ်เนาะဟိုကသင်တန်းတက်ထားတယ်ဆရာဘာမင်းနဲ့ YouTube မှာသင်တန်းတက်ထားတယ်အဲ power supply ဘာမှမသိမာတာဘုတ်ဘာမှမသိ အဲ့စင်ဗျူတော့အဲ့တော့ပါဝါစပလိုင်းဒီပုံလေးရယ်မာတာဘုတ်ဒီပုံရယ်ရမ်မာမူလီယာဒီပုံရယ်နောက်ပြောလို့ရှိရင်ရမ်မာဒီပုံနောက်ပြီး CPU processor CPU ကကြတော့ဒီပုံလေးအဲသူကမာတာဘုတ်ပုံမှာသူစိုက်ကြတာ CPU ကနော် video graphic card ဘူဂျီရဒီပုံလေးသူကကြတော့ရှိလဲရတယ်မရှိလဲရတာဒါကြတော့ဒီ version ဟောင်းနေပြီဒီပုံက အဲ့လိုမျိုးဗီဒီယိုဂရပစ်ကပူကြည့်ရယ်နောက်ပြီးဆက်လို့ hard disk 80d ssd 80d ရကြတော့လက်ဟောင်း ssd ရကြတော့လက်သစ်ဒီဘက်မှာဒါ hard disk 80d 80d ပုံလေးဒါကြတော့ ssd ပုံလေးတသေးလေးအခုနောက်ပိုင်းမှာဆို ssd ပဲသုံးတယ် 80d မသုံးတော့သူကကြတော့ဘာအသက်ကြီးရှိလဲဆိုရင် 80d ကကြတော့နှေးတယ် window အဖွင့်ပိတ် ssd ကကြတော့ window ဖွင့်ပိတ်ညံ့တယ်ဖွင့်လိုက်တော့ ਨੇ ကွမ်းအဲ့တို့ဖုန်းတွေ power ဖွင့်တယ်လို့ပဲ ူရဲ့နောက်ပိုင်းအဲ့လိုဖြစ်လာလိမ့်မယ်နော်ဒါကြတော့ CCD device CCD test system unit ပုံထဲမှာဆို CCD criteria တဲ့ device လေးလည်းပါတယ်ဒါကြတော့ပုံအခွန်ကြီးပေါ့နော် system unit ရဲ့အခွန်ကြီး okay အဲ့ဆိုရင်အလုံးနားလေးလိမ့်မယ်နော်ဘယ်နှခုလဲ၈ခုရှိတယ်ဆရာတို့ဒါလေးကိုအလွတ်ရအောင်ကြက်ပြီးပေါ့နော် ဟုတ်ကဲ့ပါအဲ့တော့ကိုကနားမလဲဘူးဆိုရင်တော့ခဏခဏရှေ့ကိုပြန်ကြည့်ပါတော့ဒီနေ့ကတော့ဒီ profile လေးကတော့ဒါဒီလောက်ပါပဲပေါ့နော်ဒါ computer basic 1အနေနဲ့ဆရာတင်ဆက်ပေးတာဆရာရဲ့ YouTube channel လေးကိုလည်း subscribe နေတာပါနောက်ထပ်နောက်ထပ်သင်ခန်းစာတွေတင်တဲ့ခါကျရင်ကိုကသိရှိဖို့ပေါ့နော် computer basic နဲ့ပတ်သက်တာတွေကိုလေ့လာလို့ရတယ် computer basic ရောမဟုတ်ဘူးအကြောင်းဆရာ computer နဲ့ပတ်သက်တဲ့အပန်းလေးပဲ computer နဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့အဆင့်တီကိုဆရာဒီ YouTube channel မှာ ပညာဒါနအနေနဲ့ရှင်းပြအောင်မယ်ပေါ့နော်တနေ့ဦးတပုတ်တပုတ်နဲ့ကိုကအဲ့ဒါကို basic ကနေစပြီးတော့ setting နဲ့ပြုလုပ်ပိုင်းကိုကြည့်တော့ဒါဆိုသိကြတယ်သင်တန်းတက်ဆရာမလို့တော့ဘူးကွန်ပျူတာ basic ကိုပိုင်းပိုင်းနဲ့နိုင်ရမယ်ဟုတ်ကဲ့နော်အားဆိုရင်အားလုံးပဲဆရာကိုမင်္ဂလာပါနော်အားလုံးမနှုတ်ဆက်ပါတယ်